ပြည်ပအလောက်ကန်ရှာဖွေအေဂျင်စီကိုတလားမှာအလောက်ခေါ်စာတစ်ခုအတွက်ပဲပို့ခွင့်ရှိတယ်လို့ပို့ဆောင်ခွင့်ရမယ့်လူတွေလည်းကန့်သတ်ထားတဲ့ပေါ်ပြည်ပအလောက်ကန်ရှာဖွေအေဂျင်စီတွေအနေနဲ့အခက်အခဲတွေကြုံနေရပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ပြည်ပနိုင်ငံတွေကိုအလုံသမားပို့ဆောင်ပေးနေတယ်။ပြည်ပအလောက်ကန်ရှာဖွေရေးပုဂ္ဂလိကအေဂျင်စီတစ်ခုကိုတလားမှာအလောက်ခေါ်စာတစ်ကြိမ်သာတင်ပြရမှာဖြစ်ပြီးအလောက်ခေါ်စာတစ်ခုအတွက်လည်းနိုင်ငံ내လိုက်လူကြီးကန့်သတ်ထားတဲ့ပေါ် ပြည်ပအလုပ်ကိုင်ရှာဖွေရေးအေဂျင်စီတွေအနေနဲ့အခက်အခဲတွေကြုံနေကြရပါတယ်။စစ်ကောင်စီလက်အောက်ခံအလုပ်သမားရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်တဲ့ကန့်သက်ချက်တွေကဒီတစ်ခေါက်အဆိုအဝါဆုံးဖြစ်ကြောင်းမြန်မာပြည်ပအလုပ်ကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းချုပ် MOEAF ရဲ့အဖွဲ့ဝင်တယောက်ကလည်းပြောပါတယ်။သူကစား DVB သတင်းတော့ကအတန်ဖတ်ကြားပေးထားပါတယ်။ကျွန်တော်တို့တဒံအတော်ကြာပြီတခါမှအခုလိုကန့်တတာမရှိဘူးအခုဆိုရင်ထိုင်းုံဆိုရင်အယောက်90လေတလောက်နော်ကုမ္ပဏီတစ်ခုကိုအယောက်90ပဲ ဂျပန်ကို15ရောက်စင်ကာပူကို9ရောက်ဒါမျိုးတွေကန့်သက်တာရှိတယ်ဒီကန့်သက်တာတွေကတော့တော်တော်ဆူးဆူးဝါးပါပဲပြည်ပလုပ်ကန်ရှာဖွေလုပ်ငန်းတမိုင်းမှာတခါမှမရှိခဲ့ဘူးဒီလောက်အဆိုးဝါးဆုံးလည်းမဖြစ်ခဲ့ဘူးအေဂျင်စီတွေကတော့လုံးဝအဆင်ပြေစရာမရှိဘူးစစ်ကောင်စီလောက်ကန်အလုပ်သမားရေးဝန်ကြီးဌာနကနေမက်လ25ရက်ကစပြီးအေဂျင်စီတွေရဲ့အလုပ်ခေါ်စာမှာနိုင်ငံ내အလိုက်ပြောင်းလဲတင်ပြရမယ့်လုပ်သားရေးအတွက်တွေကတော့ထိုင်းနိုင်ငံကိုလူ90 ဂျပန်နိုင်ငံကို15ရောက်ကိုရီးယားကို10ရောက်စင်ကာပူနိုင်ငံကို9ရောက်မလေးရှားနိုင်ငံကိုလူ20နဲ့လာအိုနဲ့တခြားနိုင်ငံတွေကိုတော့လူ10ဦးထပ်မပေါ်ရလို့သတ်မှတ်ကန့်တက်လိုက်တာပဲဖြစ်ပါတယ်။ဒါအပြင် agency တစ်ခုကိုလည်းတလာမှာ demand letter အလုပ်ခေါ်စာတစ်ကြိမ်သာတင်ပြရမှာပဲဖြစ်ပါတယ်။ဒီလိုပြောင်းလဲကန့်တက်တာတွေအပြင်ပြပထွက်အလုပ်လုပ်ကြိုင်မဲ့အလုပ်သမားတွေကို smart ကနေပြပအလုပ်ကြိုင်အလုပ်သမားတက်တေကန်က OWIC လုတ်ပေးနေတာတွေကိုလည်းရုတ်တရက်ရပ်တန့်လိုက်တာတွေကြောင့်အလုပ်သမားတွေလည်းညံ့နာဆုံးရှုံးရသလိုအလုပ်ကန်ရှောက်ဖွေရေး agency တွေဘက်ကလည်းမျက်နှာပြက်နေရကြောင်းပြည်ပအလုပ်ကန်ရှောက်ဖွေရေး agency တခုရဲ့တာဝန်ရှိသူကပြောပါတယ်။အဲဘောအရှေ့အမားတွေကိုလိုက်ဖားရင်လိုက်ဖားရင်လည်းပြဿနာတက်သွားတာပေါ့နော်။သူ့မားတာတွေကဒီမြန်မာတိုင်းနိုင်ငံလုံးနေရာနေရာဘောင်းဆောင်ပေါ့နော်။နေရာဘောင်းဆောင်တောင်းဘောင်းဆောင်စီးပွားရေးဘောင်းဆောင်ဟိုဘောင်းဆောင်မှာလူဘောင်းဆောင်ရဲ့ သူပေါင်းဆောင်မှာသူစက်တာပေါင်းဆောင်မှာဒုက္ခတွေရှိနေတာအဲ့ဒုက္ခတွေဆိုရောက်အကုန်လုံးလိုက်ပေးလို့ဖြစ်နေတာတက်တာကျန်နေတဲ့ group တွေရှိနေတယ်။ဘဝထွက်ခံကြီးသေးသေးစမကတ်မလို့ရသေးဘူး။ UN နဲ့ Deadline နဲ့ရှောက်တုံးတင်တဲ့တုံးဒီကလေးတွေကိုသူကအရင်ချင်းရပါ။အဲ့ကလေးတွေကိုရှင်းပေးပါမယ်လို့သတင်းစာထဲမှာကြေညာပြီးသွားပြီ။ဘုလက်တွေကိုအဲ့ကလေးတွေကိုလုံးဝဟိုထွက်ခွေကိုမကြသေးဘူး။ဘယ်နှခရမှာဆိုတာသူစမကတ်ဘယ်နှတော့မသိသေးဘူး။အဲ့ကလေးတွေကမရှင်းသေးဘူး။သတင်းစာမှာတော့အဲ့ဘယ်သူလို့ရပြီ။အကုန်လုံးတော့မေးအကုန်လုံးတော့မေးလက်မှတ်တွေဆုံး လေးလည်းဒုက္ခရရောက်ဘယ်နေမှမသိနောက်တထေးကိုလည်းဟိုဘက်ကဘယ်နေလာမလဲဆိုဒီတစ်ပတ်လာမပြောနိုင်ဘူးနောက်တစ်ပတ်လာမပြောနိုင်ဘယ်တော့လည်းပြောနိုင်တော့ဒီကလုတ်တဲ့လူကအကုန်ယူနေဖြစ်ပေါ့စစ်ကောင်စီလုတ်သွားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ2025ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့အထိပြည်ပအလုပ်ကိုင်ရှာဖွေရေးအေဂျင်စီ614ခုရှိပြီးယာယီပိတ်သိမ်းတဲ့အေဂျင်စီ၄ခုရှိကြောင်းသိရပါတယ် OWIC ကတ်ကိုတော့2023ခုနှစ်မှာနှစ်သိန်း1000ကျော်ထုတ်ပေးခဲ့ပြီး 2024ခုနှစ်နိုဝင်ဘာလအထိမှာတော့သက်သိန်း8000ကျော်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းလည်းသိရပါဗျ။ကျွန်မဝေပါ။